ြောတဲ့စကားလုံးဟာအပြစ်တင်ဘွယ်ရှုတ်ချဘွယ်မရှိသေးရဘူးနော်တပည့်သားကိုတောသားထွက်တဲ့စကားမျိုးမဖြစ်စေရဘူးနာချမ်းသာတယ်နှစ်သက်တင်မြတ်လို့တဲ့စိတ်နှလုံးနဲ့ရောက်တယ်ရှင်ကြည်တဲ့ပုဂ္ဂိုလ်တွေသုံးနဲ့သုံးလို့မျိုးဖြစ်ရမယ်ဘဟုဇနာကန္တာဘဟုဇနာမနာပါကိုပြောတဲ့စကားကိုလူတိုင်းကကြားလိုက်တဲ့လူတိုင်းဟာစိတ်ချမ်းသာမှုဖြစ်စေရမယ် ဒါလည်းလွန်ရေးကြည့်တာနော်တိလာလို့ဆိုပဲလို့ငါဘောတိလာလေးတဲ့တိလာလို့ပြောတာမဟုတ်ဘူးလူလောကမှာလိုက်နာကျင့်သုံးစရာတွေအများရှိတယ်အဲစကားပြောပြည့်ပြစ်တာအမှန်တမတမဟုတ်ရှိတမဟုတ်လို့မြန်မာစကားမှာလည်းရှိတယ်ချစ်စေလို့ရင်လည်းလက်နှလုံးမုန်းစေရင်လည်းလက်နှလုံးဆိုင်ဒီကုန်နှုတ်ကိုမထိမ့်သိမ့်လို့ရှိရင်စကားပြောအဆင်မပြေတာကြောင့်ပြဿနာတွေဖြစ်တယ်နော် နှုတ်ကြောင့်သိလက်ကြောင့်ကြည်ဆိုတာအဲ့ဒါမျိုးတွေအဲ့တော့ဒီလက်နှလုံးနဲ့ပိတ်ရမယ်ဒီပါဇက်ပေါက်ကလေးကိုစိတ်ကမဲ့လျှောက်ပြီးတော့ပြောတာဟာတမန်ကတော့လူတွေကတော့အပြစ်မရှိဘူးလို့ထင်နေမှာတော့အဲ့ဒီအပြစ်ကပဲထီအောင်ရောက်သွားတယ်ဆိုအရိယပါဝါဒကံဆိုတာအရိယတွေကိုဆွဆွဲကြရတဲ့အပြစ်ထီအောင်ရောက်သွားပြီတန်တရာမှာဒုက္ခရောက်တတ်တယ်ဒါကြောင့်မြတ်စွာဘုရားကစကားပြောနေပတ်သက်လာလို့ရှိရင် လူရဲ့ပစ္စမအရာခတ်သိန်းကိုခုတ်ဖြတ်နိုင်တဲ့ဓမ္မအရေးရှိတယ်ဆိုတာအဲ့ဒီအပြောဆိုကိုပြောတာနော်အပြောဆိုမတက်လို့ရှိရင်အကုန်လုံးပျက်စီးနိုင်တယ်ပေါ့ဒါကြောင့်မို့ဒီဟာတာခလျာဆိုတာပြည်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 ပြောတတ်ရမယ်အဲ့ဒီဟာကိုကိုယ်လေးကျင်ဒါတရားနဲ့ထည့်ထားတာအရေးကြီးလို့ထည့်ထားတာလေမဓမ္မအရေးကြီးလေတာခလျာ ja, jag som jag går in på en där redigering. Sjata wasa akaneka keketa. Prakduka prapidis ni korata bada atamani. Takleya sura hare. Det för dagu. Sjene susu dvase ida det här. Jo, vi ser jag ure. Machandan ser jag Di. Sakha bao ma bjoya ure. Du rupa jene ma. Bondi yon ကောဋ္ဌသမတာသူတယောက်ဒီစကားကြားလိုက်တာနဲ့စိတ်ဆိုးသွားတာမျိုးဒေါသဖြစ်စေတဲ့စကားမျိုးမပြောရဘူးတဲ့အတ္တမာရိတောတ္တိကနောက်ဆုံးမှာစိတ်တည်ငြိမ်မှုကိုပျက်စီးစေတဲ့စကားမျိုးမပြောဘူးဆိုအမတမ်းမှအရေးကြီးတယ်ဒုစရိုက်ဆိုရလဲနှုတ်တဲ့ပသက်တာလေးဝစီဒုစရိုက်လေးပါဆိုအဲ့တော့သီလလုံမှုအတွက်စကားပြောပြည့်ပြည့်မှုကိုခိဆိုင်ရမယ်လို့ဆိုလို့တယ်ဒါပေမဲ့ဘယ်လိုစကားမျိုးပြောမှာလို့ဆိုရင်ခုနပြောတယ်ကာဏဒုက္ခ ကြားလိုက်တဲ့လူကနားချမ်းသာတယ်။ပေမနိယာစိတ်ထဲနဲ့လုံးထဲမှာကျဉ်နှက်ဟရိငမနှလုံးသားတွေထိအောင်ရရှိပါတယ်။ပေါ်ရီမြို့သူမြို့သားတွေရဲ့ဆက်ဆံပြောဆိုတဲ့စကားမျိုးဖြစ်တယ်။ဘဝဇနကန္တဘူဇနပနာပါ အများကြိုက်တဲ့စကားမျိုးဆိုလိုတာယဉ်ကျေးသိမ့်မွေးတဲ့စကားသူများကိုထိခိုက်တာမပြောဘူးသူများကိုပုတ်ခတ်တာမပြောဘူးနော် ပြကင်းတဲ့စကားမျိုးပြောမယ်အဲ့ဒီစကားမျိုးပြောတာကိုသာခက်လျာလို့ခေါ်တယ်